ဇတုသားစားတဲ့စစ်သားတရောင်းစားတွေပြီးဖို့ဇတုသားစားတဲ့စစ်သားတရောင်းစားတွေတောင်းစားနေရဲ့စစ်သားတွေမန္တလေးမှာဖြစ်သွားတာမန္တလေးမှာမန္တလေးမှာပေါ့နော်သူတို့တတ်မှတ်ထားတဲ့အချိန်ညအချိန်ပေါ့ကျမသားထမင်းစားပြီးထမင်းဆိုင်တွေကအထွက်သူတို့တတ်မှတ်ချိန်ကိုလမ်းပေါ်မှာတွေ့လို့ဆိုရင်ပေါ်တာဆွဲသွားတယ်ဆွဲသွား IT ကိုမှန်တယ်သူတို့ဘက်ကမှန်တယ်ကျမသားဘက်ကမှားတယ် တတ်မှတ်ထားတဲ့အချိန်မှာလမ်းပေါ်မှာတွေ့တဲ့အတွက်လမ်းကိုထွက်တဲ့အတွက်ကျမတန်းမှားတယ်အဲ့အထိကိုသူတို့မှန်သေးတယ်အဲ့နဲ့မန္တလေးနန်းတွင်းထဲကိုပေါ်တာဆွဲသွားရောတွင်းထဲရောက်တော့စစ်စေးမေးမြန်းပေါ့စေးမေးမြန်းတဲ့အချိန်မှာလဲဘာညာပေါ့စစ်သားလုံမလားလို့မေးတယ်မလုံဘူးစစ်သားမလုံရှင်ဘူးကျွန်တော်အဖေကလက်ရှိတာဝန်ထမ်းဆောင်နေတာစစ်သားရောက်ခါလဲစစ်သားအဲ့တော့ကျွန်တော်စစ်သားမလုံရှင်ဘူး အဲ့လိုပြောတော့ကိုပိုင်နံပါတ်အဆင့်အမီနေရလိပ်စာမေးတယ်တဲ့မေးတော့လဲပြောပြီးွားပြီကိုပိုင်နံပါတ်အဆင့်အမီနေရလိပ်စာလဲပြောပြီးွားမကျင်နဲ့လို့ချင်းကလေးမှတ်လောက်တဲ့အထိတသိန်းနှစ်သိန်းလောက်တန်ငွေရိုက်လိုက်ရပြီလေအခုတော့စစ်သားတာသမီးပါလို့ပြောတာကိုဆယ်သိန်းနဲ့ရွေးခိုင်းနေတဲ့ဟမ်တော်ပြီလားဆယ်သိန်းတော့ပြီလား နင်တို့အဲ့ဆယ်သိန်းလုံလောက်ပြီလားသိလားစတာတာသမီးပါပြောရအောင်ဆယ်သိန်းနဲ့ရွေးရတယ်ဆိုတော့နင်တို့တော်တော်ကိုပဲငတ်ပြတ်နေရလားအဲ့ဒါနဲ့နင်တို့မလောက်လို့လားဒီမှာနင်တို့တီးဖို့ကလေနင်တို့လို့ငါတို့ရဲ့ယောက်ျားတွေကတောင်းစားနေတဲ့စစ်သားမဟုတ်ဘူးလက်ရှိစစ်စင်ရေးတောင်းထမ်းဆောင်နေရတဲ့စစ်သားဒီစစ်ခွေးလို့ပြောလဲမတန်ဘူးတိလားနင်တို့ကခွေးနဲ့ကိုမတန်လား ့ခွေးတောင်မှငါတို့ကလေတိရစ္ဆာန်ချစ်တတ်တယ်နော်ခွေးတို့ကြောင့်တော့အရန်ချစ်တတ်တာနင်တို့ခွေးနဲ့နှိုင်းရတာကိုလေမတန်ဘူးနော်နင်တို့ကခွေးတောင်မှရိုးရိုးခွေးမဟုတ်ဘူးသိလားခွေးယူရိုးရိုးခွေးလေးတွေကလေကျွေးရင်မွေးရင်သခင်ကိုတအားတည်တာခွေးတွေလောက်လေသခင်ကိုတိတတ်တာမရှိဘူးကျွေးရင်မွေးရင်သခင်ကိုအရန်တိတတ်တာနော်နင်တို့ကရိုးရိုးခွေးမဟုတ်နော်ခွေးယူခွေးယူကြတာသခင်လည်းမသိတော့ဘာမှမှတ်မိတော့ဘူးလေအကုံမြင်မြင်သမျှမဲမဲမြင်ရအောင်လိုက်ကြိုက်တော့တာနင်တို့ကအဲ့လိုပုံစံမျိုးအဲ့ဒါစစ်သားဖြစ်ဖို့အတွက်တဲ့လွယ်တာမဟုတ်ဘူးတဲ့ဒါပေါ့ စစ်သားဖြစ်ဖို့အတွက်မလွယ်ဘူးစစ်သားတယောက်ဖြစ်ဖို့အတွက်ကလူစိတ်မရှိရဘူးခိုးတတ်ကြတဲ့လူတတ်ကြတဲ့ဓမြတိုက်တတ်ကြတဲ့မတိန်ကျင်တတ်ကြတဲ့အကျဉ်းသားတရားကင်းမဲ့ရတယ်ဆေးမျိုးစုံမွေးရဆေးဝါးမျိုးစုံနဲ့သုံးဆွဲတတ်ကြတယ်လုံးဝမရှိမှစစ်သားတယောက်ဖြစ်လို့ရတာမှန်တာပေါ့စစ်သားတယောက်ဖြစ်ဖို့ဘယ်လွယ်မလဲတော်ုံတိုင်အောင်လူစိတ်နဲ့စစ်သားတယောက်ဖြစ်ဖို့မလွယ်ဘူးဟာလူစိတ်ပြောင်းနေမှစစ်သားဖြစ်တာ